လက်ထဲမှာသုံးစရာတပြားမှမကျန်တော့တာကြောင့်ဘာရီမှာတချင်းခေါ်ဆိုဖို့တောင်းဆိုနေတဲ့ခင်ရနနာဆိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေခင်ရနနာဆိုက The Voice မြန်မာပြိုင်ပွဲမှာရှင်ပြိုင်ပြီးတဲ့ကအစိုးရအနေနဲ့ရည်တည်နေရလဲဖြစ်ပါတယ်ဒါအပြင်နယ်ဘက်တွေမှာလည်းပွဲတွေတောက်လျှောက်ဖျော်ဖြေနေရပြီးတော့ဝင်ငွေကောင်းနေကြတာဖြစ်ပါတယ် ဒါပေမဲ့ပြီးခဲ့တဲ့ရက်မှာတော့ခင်ရနာဆိုးကသူမအကောင့်ကနေအကူအညီတစ်ခုတောင်းလာခဲ့တာဖြစ်ပါတယ်။အဲဒါကတော့သူမကိုဘာရီမှာတချင်းခေါ်ဆိုဖို့အတွက် လုပ်ငန်းရှင်တွေနဲ့ဆိုင်ရှင်တွေကိုအခုညှိတောင်းလာခဲ့တာဖြစ်ပါတယ်။သူမရဲ့လက်ထဲမှာပတ်စံတပြားမှသုံးစရာမရှိတော့တဲ့အတွက်အလုပ်လေးရှိရင်ခေါ်ပေးကြပါဆိုပြီးတော့တောင်းဆိုလာခဲ့တာဖြစ်ပါတယ်။ခင်ရနာဆိုးကလက်ရှိမှာရန်ကုန်ကိုအလမဲ့တယောက်အနေနဲ့ပြိုင်ပွဲဝင်ဖို့ရောက်ရှိနေတာဖြစ်ပါတယ်။ Miss Universe Bago 2025ပြိုင်ပွဲဝင်တယောက်အနေနဲ့ရွေးချယ်ခံထားရတာလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့မကြခင်မှာကျင်းပါမယ်။ Miss Universe မြန်မာ2025ပြိုင်ပွဲမှာခရီးရနာဆိုးကပါဝင်ပြီးတော့ရှင်ပြိုင်မှာဖြစ်ပါရည်။အလားမဲ့တယောက်အနေနဲ့ပြိုင်ဖို့ဆိုတာကုန်ကျစရိတ်လည်းအရန်ဟိုများပါရည်။ Final ညအတွက်လည်း ဝစ်စုံတွေကအစပြင်ဆင်ရမှာဖြစ်ပါတယ်။ကိုယ်တိုင်မတက်နိုင်ဘူးဆိုရင်တောင်စပွန်ဆာတွေကလိုအပ်ပါတယ်။ KNA ဆိုတော့ကိုအားကိုကိုမယ်ဆိုပြီးတော့လက်ထဲမှာ30ခြံထားတာပါ။လက်ရှိမှာအလုပ်လည်းမလုပ်ရတဲ့အတွက်လက်ထဲမှာ30သာခြံထားဖြစ်ပါတယ်။30နဲ့ပွဲမှာလောင်းငအောင်သုံးမယ်လို့ဆုံးဖြတ်ထားခဲ့တာပါ။ဒါပေမဲ့အရင်ငွေ30ကအခိုးခံလိုက်ရပါတယ်။ဘသူခိုးသွားမှမသိပဲပျောက်သွားတဲ့အတွက် ခေယနာဆိုးကခေါင်းကြီးသွားခဲ့ရပါတယ်ခိုးသွားတဲ့သိန်း20က Miss Universe မြန်မာပြိုင်ပွဲပြိုင်ရင်သုံးဖို့ချန်ထားတာဖြစ်ပါတယ်။အခုလိုခိုးသွားတဲ့အတွက်ဒီမအနေနဲ့ပြိုင်ပွဲဆက်ဝင်ဖို့ငွေလည်းမရှိတော့ပါဘူး။ဒါအပြင်ရှေ့ရဲ့ဘိုင်းမှာမှဒီမရဲ့ဖုန်းကလည်းပျောက်သွားခဲ့တာဖြစ်ပါတယ်။ဖုန်းပျောက်သွားတဲ့အပြင်ပတ်စံကလည်းခိုးခံရတာမို့တပူပေါ်နှစ်ပူစစ်နေတာဖြစ်ပါတယ်။အဲ့ဒီငွေတွေကခင်ရနာဆိုးရဲ့လက်ထဲမှာကျန်တဲ့လက်ကျန်ငွေအကုန်ဖြစ်ပါတယ်။ဒါကြောင့်မို့ငွေရှာဖို့အတွက်ကအရေးတကြီးလို့အနေရဖြစ်ပါတယ်။ခင်ရနာဆိုးက သူမကျွမ်းကျင်ကျင်လုပ်တတ်တဲ့အလုပ်ဘိုင်းနဲ့ပဲအပေါငွေကိုအချိန်တိုအတွင်းမှာအမြန်ဆုံးရှာဖို့လုပ်ခဲ့ရပါဒါကြောင့်မို့လဲရန်ကုန်မှာနေတဲ့အချိန်မှာဘားတွေမှာ Mflex show ဆိုမယ်လို့အဆုံးဖြတ်လိုက်တာပါတခါမှမဆိုဘူးပေမဲ့လည်းအစတော်တယောက်ဖြစ်တဲ့အတွက်လုပ်ငန်းရှင်တွေကိုခေါ်ပေးပါလို့တောင်းဆိုထားတာဖြစ်ပါတယ်ဒါအပြင်အမှုပညာကြီးကိုလည်းသူမဘက်ကနေအတက်နိုင်ဆုံးညှိပေးသွားမှာပါအစတော်တယောက်နေနဲ့ဆိုရင် Mflex show ဆိုဖို့က ဆိုင်ကြီးတွေလောက်မှသာဆိုတာပါဒါပေမဲ့ခေရနာဆိုကတော့ဆိုင်သေးသေးလေးပဲဖြစ်ဖြစ်အပိုဝင်ငွေရအောင်ဆိုတော့မယ်လို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်အခုလိုငွေမရှိကြောင်းထုတ်ပြောတဲ့အပေါ်မှာ sponsor share ဆိုပြီးတော့ဝေဖန်ကြောင်းမှာကိုလည်းခေရနာဆိုကကြိုသိပါတယ်ဒီမှာကိုငွေလိုလိုမျက်ရည်ချူတယ်ဆိုပြီးတော့ဝေဖန်ကြတာမျိုးမလုပ်ပါနဲ့ဆိုပြီးတော့လည်းမြစ်တာရက်ခံထားတာဖြစ်ပါတယ် ဇန်နာပြတာလည်းမဟုတ်ပဲဘဝရဲ့လက်ရှိအခြေအနေကိုခြားပြထားတာလို့ရှင်းပြလာခဲ့တာဖြစ်ပါတယ်။သူအနေနဲ့ sponsorsha ချူစားတာမဟုတ်ပဲကိုတူကိုရာစနစ်နဲ့ငွေအမြန်ရှာဖို့အတွက်အလုပ်လေးသာတောင်းဆိုလာတယ်ဆိုတာကိုရှင်းပြလာခဲ့တာဖြစ်ပါတယ်။လက်ထဲမှာ300ကျပ်တပြားမှမကျန်တော့တာကြောင့်ဘားရီမှာတချင်းခေါ်ဆိုဖို့တောင်းဆိုနေတဲ့ခင်ရနာဆိုအပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။